ကိုယ့်ဘက်သူ့ဘက်ရှိနိုင်ပါတယ်တိုးတိုးကိုယ့်ဘက်သူ့ဘက်ထက်ဘုံဖို့လေပြည်သူလူထုရဲ့လိုလားတဲ့ငြိမ်းချမ်းမှုကိုမရရငါတို့ဒီလာမယ့်၅နှစ်မှာအရယူနိုင်ခင်းမှတာလေလာမယ့်မျိုးဆက်တွေအတွက်တာဝန်ကျေမယ်ဆိုတဲ့ဥစ္စာနဲ့ဘက်ပေါင်းစုံကတုံ့တက်တင်ပါတယ်အဲ့ဒါကြောင့်လာမယ့်ငြိမ်းချမ်းရေးမှာမတူတဲ့အသွင်နဲ့ချင်းကပ်ဖို့လိုပါတယ်အဲ့ဒီမှာခုနကျွန်တော်တင်ပြခဲ့ပြုတာရှိပါတယ်လူကြီးတို့ကျွန်တော်တို့လက်ရှိတစ်ဆုံနေတယ်တစ်ဖက်နဲ့တစ်ဖက်တွဲဆုံဆွေးနွေးဖို့အတွက်ယုံကြည်မှုလိုအပ်တယ် အဲ့ဒီယုံကြည်မှုကိုတည်ဆောက်ဖို့ရ negotiation လုပ်နိုင်တဲ့တိန့်တစ်ခု လုပ်ပေးပါအကျိုးတော်ဆောင်ခိုးဘက်ကလည်းနားလိမ့်မယ်ဒီဘက်ကလည်းလက်ခံမယ်အဲ့ဒီလိုတဖွဲ့တည်လုံးမြန်သွားနေဖို့လိုတယ်ဥမာလက်နက်ကင်ဖွဲ့စည်းကိုသွားမယ်သူဒီလက်နက်ကင်ဖွဲ့စည်းခေါင်းဆောင်အများကြီးယုံကြည်မှုကိုရရမယ်အဲ့ဒီလိုပဲတပ်မတော်ဘက်ကိုချင်းကပ်မယ်တပ်မတော်ဘက်ကလည်းခုနကယုံကြည်မှုအရသူ့ကိုလက်ခံရမယ်အဲ့ဒီနှစ်ခုကြားမှာပြည်သူလူထုတရက်လုံးအတွက်အခြေခံဥပဒေအရပေးအပ်တဲ့ငြိမ်းချမ်းမှုဖြစ်စဉ်ပြန်တည်ဆောက် လာမယ့်ငါးနှစ်မှာရေးကြည့်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီခုနပြည်သူကိုပြောချင်တာကလာမယ့်ငါးနှစ်တာကာလဒီမြန်မာနိုင်ငံရဲ့အနာဂတ်တစ်အတွက်ငြိမ်းချမ်းမှုမရအရယူရမှာဖြစ်မယ်။အဲ့ဒီအတွက်ပေးတင်တာကိုပေးရမယ်။အဲ့ဒီလိုပေးဖို့တန်တိထန်တိတတ်မလို့ကလည်းချပီးသားဖြစ်ရမယ်။လက်နက်ကင်ဖွဲ့စည်းတိုင်းကလည်းချပီးသားဖြစ်မယ်။ပြည်သူဒီပို့ပြီးရေးကြည့်တယ်။ဒီလိုခွင့်ရမျိုးဒီလိုရလမျိုးရအောင်ယူမယ်။ရွက်ောက်ပွဲအလွန်အခင်းကျင်းကိုသဘောပေါက်ဖို့လိုတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Smart Media ရဲ့ ရွေးကောက်ပွဲဝင်သူတို့ရဲ့အတန်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီစီစဉ်မှာတော့မကြာမတည်းမှာကျင်းပတော့မယ့်ထူးထူးရွေးကောက်ပွဲကြီးမှာဝင်ရောက်ရှင်ပြိုင်ရမယ့်ကိုစလဲလောင်းနေရဲ့ရင်းနှင်းစကားတွေကိုပြန်လည်ဝေမျှနိုင်မှုအတွက်တင်ဆက်တာပဲဖြစ်ပါတယ်ဒီစီစဉ်မှာပါဝင်မှုအတွက်ရခိုင်ဥဆောင်ပါတီကဒေါက်တာအေးမောင်ကိုဖိတ်ခေါ်ထားပါတယ်ခင်ဗျာဒေါက်တာမင်္ဂလာပါခင်ဗျာမင်္ဂလာပါဗျာဟုတ်ကဲ့အဲ့တော့ဒေါက်တာဝင်ပြီးတော့ရှင်ပြိုင်မဲ့ လွတ်တော်နဲ့မဲဆန္ဒနယ်လေးတစ်ချက်လောက်ပြောပြပါဦးခင်ဗျာကျွန်တော်ကဟို2010တုန်းကပြိုင်ခဲ့တာမျိုးသားလွတ်တော်အဲ့စစ်တွေမဲဆန္ဒနယ်အမှတ်တကပြိုင်ဖူးပါတယ်အဲ့တော့အခုတစ်ခေါက်လည်းပဲ FPTP နဲ့စစ်တွေခရိုင်ပေါ့နော်အဲမဲဆန္ဒနယ်ကပြိုင်ဖို့နော်ဒါစီစဉ်ထားပါတယ်ဘယ်လွတ်တော်ကနေပြိုင်ပါလဲခင်ဗျာအမျိုးသားလွတ်တော်လားပြည်သူလွတ်တော်လားဆိုတော့အမျိုးသားလွတ်တော်ပါဟောဟုတ်ကဲ့အရင်ကတည်းကပြိုင်ခဲ့ဦးတဲ့နေရာပဲပြန်ပြန်လိုက်တာပါလေဟုတ်ကဲ့ပါ တော့ဘယ်လိုပဲပြောပြောကျွန်တော်တို့ဒီလွှတ်တော်ကိုယ်စားလှယ်လောင်းတရားအနေနဲ့လွှတ်တော်တွေကိုဝင်တော့မယ်ပြည်သူအတန်တွေကိုကိုစားပြီးပြီးလှုပ်လှုပ်တော့မယ်ဆိုတဲ့အချိန်မှာကိုစားပြုတဲ့မဲဆန္ဒရှင်ပြည်သူလူထုအတွက်သတင်းစကားလေးတွေပေးလိပေးထားရှိပါတယ်အဲ့တော့ဟိုဒေါက်တာဝင်ပြိုင်မဲ့မဲဆန္ဒတွေကပြည်သူလူထုအတွက်ကောဂျန်နဲ့နိုင်ငံတော်ဝန်လောင်းကဒီစီစဉ်ကိုကြီးစုနေတဲ့ပြည်သူလူထုအတွက်ကောမဲဆန္ဒရှင်အတွက်သတင်းစကားလေးပေါ့ဘလို့သတင်းစကားမျိုးများပေးချင်ပါလဲခင်ဗျအာအဓိကတော့ ကျွန်တော်တို့မှာပါတီမူဝါဒတွေရှိပါတယ်အဲ့ဒီမှာအဓိကအရေးကြီးတာကเนาะကျွန်တော်တို့ဒီအနောက်ဖက်နေဆက်ပေါ့เนาะအဲလုံခြုံရေးအစီအမံကြခိုင်တို့ရဲ့အနာဂတ်အတွက်ပို့လို့ဖို့လိုအပ်တယ်ဆိုရဲမူချထားတာရှိပါတယ်။နောက်ကျွန်တော်တို့ပါတီရဲ့ရှစ်လုပ်ငန်းစဉ်များเนาะအခြေခံသဘောတရားလေးတွေကျွန်တော်တို့ရေးဆွဲထားတာရှိပါတယ်။အဲ့ဒါတွေအားလုံးကိုလက်ရှိနိုင်ငံရေးစီရဲ့အကြက်ဒီကာလမှာဘလို့ဖြတ်ကျော်ပြီးမှ နော်လက်တွေ့ဆန်တဲ့မူဝါဒကိုရှာရင်ကောင်းပါလေဆိုရက်ရှစ်လုံငန်းစီလေးတွေလင်းငါရှစ်ရှစ်လောက်ရှာပြီးမှဒါဟာရွေးကောက်ပွဲအတွက်ကျွန်တော်တို့သွားမယ်လမ်းကြောင်းပေါ့အဲ့ဒီမှာနံပါတ်1ကလက်ရှိကာလသည်ဒီခိုင်းပြင်းနေတခုဒီအရေးထက်ပြည်တော်စုရဲ့နော်အရေးကပိုအရေးကြီးတယ်ဒါကြောင့်ပြည်တော်စုငြိမ်းချမ်းမှုရအောင်ဘက်ပေါင်းစုနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရက်ဥတီချက်ကိုပထမထားပါတယ်ဒုတိယကတော့ခုနပြောကိုယ်ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေး ပြန်လည်ဒီဆောက်ရည်နဲ့ပတ်သက်လို့အဓိကနော်စစ်မဲ့ဖြစ်ပေါ်တဲ့ဒေတာဖြစ်တဲ့အခါကြတော့စစ်ဘေးရှောင်တယ်နော်ရခိုင်မှာလည်းရှိပါတယ်ပြည်မမှာလည်းရှိပါတယ်နေရရင်ပြန်ဖို့သူတို့ရဲ့လူမှုစီးပွားဘဝပြန်လည်ထူထောင်ဖို့ရခိုင်ဒေတာမှာရှိတဲ့ကျွန်တော်လူမှုအတိုင်းအဝန်းတွေအတူရှင်တွဲနေထိုင်ဖို့သဟာစတာဖြစ်ဖို့ဒါတွေကိုပြန်လည်ကျွန်တော်တို့ဒီဆောက်မယ်ဆိုတဲ့သဘောနဲ့တို့ရပါတယ်အဲ့တော့စစ်မဲ့ပြီးသွားလို့ပြည်တော်စုပြန်လည်ဒီဆောက်ရည်ခန္ဓာမှာဖြစ်ဖြစ်ပြည်နေပြန်လည်ဒီဆောက်ရည်ခန္ဓာမှာဖြစ်ဖြစ် ကျွန်တော်တို့ပါတီသည်ပူးပေါင်းဆောင်ရွက်မယ်တက်စွမ်းသမျှကူညီဆောင်ရွက်မယ်ဆိုတဲ့ဥတည်ချက်တွင်နဲ့သွားပါတယ်ဒါဟာကျွန်တော်တို့ဘက်ကသွားတဲ့เนาะပြည်သူတွေကိုเนาะတင်ပြခြင်းနဲ့ရှစ်လုပ်ငန်းစဉ်တွေလက်တွေ့ဆန်တဲ့ရှစ်လုပ်ငန်းစဉ်တွေလို့တင်ပြလို့ပါတယ်ဟုတ်ကဲ့အဖြေအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျအဲ့တော့ဒေါက်တာခုနဟိုပေါ့ရုပ်ောက်ပွဲလဲဝင်လိုက်ပြီလွတ်တော်လဲလဲရောက်သွားပြီပေါ့အဲ့တော့တေချာတာကတော့ဒေါက်တာရဲ့ကျွန်တော်တို့လွတ်တော်ဆိုတာဥပဒေပြည်ရေးအတွက်အဓိကတောင်းယူထားတဲ့နေရာဆိုတော့ဥပဒေ ြည်အခန်းခဏတွေမှာလည်းပါလာနေတယ်။ဦးဆောင်ကော်မတီတွေမှာလည်းပါဝင်နေတာပေါ့။အဲ့လိုအခြေအနေမျိုးရောက်ခဲ့လို့လောက်ရမယ်ဆိုရင်ဘယ်လိုဥပဒေမျိုးတွေပြန်ပြီးတော့တင်သွင်းမှာလဲပြင်ဆင်မှုတွေလုပ်ချင်လဲအဲ့ဒါအနေနဲ့ပတ်သက်ကိုဒေါက်တာရဲ့အမြင်လေးသိချင်ပါတယ်ခင်ဗျာ။အဲအဓိကတော့ကျွန်တော်တို့ဒီအခြေခံဥပဒေနဲ့ပတ်သက်လို့ပါ။အဲပထမအကြိမ်နော်လွတ်တော်မှာတော့ကမြို့သားလွတ်တော်မှာကျွန်တော်တို့ဘက်ကအဆိုပြုခဲ့တာရှိပါတယ်။အဲ့ဒီဥစ္စာလေးနော်ဒါ20%လက်မှတ်ထိုးရပါတယ်။အဲ တို့120ကြိုကြိုလောက်ကျွန်တော်ထိုးဖို့လုပ်ထားပါတယ်ပုံမှန်တစ်ခုကို ပြင်ဖို့ပါအဲ့ဒီမှာ68ဦးလောက်ကျွန်တော်တို့လက်မှတ်ထိုးပြီးပါပြီ NLD ဘက်ကဆိုဥဝင်းမြင့်တို့ဥအောင်ကြီးညွန့်တို့ကအစားထိုးပါတယ်အဲ့တော့ဒေါအောင်ဆန်းစုကြည်ပြည်ပကပြန်ရောက်ပြီးတဲ့နောက်မှာဒါလေးတွေရက်သွားပါတယ်အဲ့တော့ပြည်ခိုင်ဖြိုးဘက်ကနော်ပြည်တော်စုလွတ်တော်မှာအဆိုပြုတဲ့ဖူစည်းပုံခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ဖက်နဲ့နော်ခုနကဖူစည်းပုံခြေခံဥပဒေတကပုံမှန်တစ်ခုလေးကိုပြင်မဲ့ဥစား เนาะကျွန်တော်တို့ညှိတဲ့အခါမှာเนาะပူစည်းပုံခြေခံဥပဒေတစ်ခုလုံးကိုပြန်လည်သုံးသပ်ပြီးမှเนาะကျွန်တော်တို့အခုစ조사နေကြတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုဒီဆောက်ရည်ဆိုတဲ့ဖက်ကိုဥတီသွားဖို့လုတ်ခေတာရှိပါတယ်ဒါပေမဲ့အခုပထမကြိမ်လွတ်တော်မှာလည်းလုတ်ခေပြီးပြီဒါပေမဲ့ပန်းနိုင်ကိုမရောက်သေးဘူးအခုကျွန်တော်တို့ဖြတ်သန်းနေကြတဲ့ကာလမြန်မာငြိမ်းချမ်းရေးကိုအဓိကဥတီပြီးမှဒီခုနကပြောတဲ့ NCA မှာပါတဲ့เนาะဒါဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုကိုတိဆောက်မယ်ဆိုရယ်မူ အဲ့ဒီမူတိုင်းအခြေခံဥပဒေကိုပြင်ဆင်ဖို့အဓိကကျွန်တော်တို့ဘက်ကတော့ဥတီရည်တမ်းပါတယ်ပြည်ခံပြောရပေးတင်တင်မြည်သည့်ပါတီဖက်ကမဆိုတင်တင်ပူပေါင်းဆောင်ရွက်ပြီးမှအဲ့ဒါအခြေခံဥပဒေနဲ့ပတ်သက်တဲ့အခြေခံမူကအစလာကိုပြင်ဖို့ကျွန်တော်တို့စူးစမ်းအားထုတ်ပါမယ်နောက်ပါတာရင်ခုနလူမှုစီးပွားဘဝတစ်ခုလုံးပြန်လဲပြောင်းလဲနိုင်တဲ့အခြေခံကျွန်တော်တို့လိုအပ်တဲ့ proposal တွေရှိနိုင်ပါတယ်အဲ့ဒီမှာလဲကျွန်တော်တို့ပူပေါင်းဆောင်ရွက်ပါမယ်ဒါလေးကတော့ရည်တမ်းထားတဲ့အချက်ပါ ဟုတ်ကဲ့အဲ့တော့ဒေါက်တာပြောသွားတဲ့အထက်မှာကျွန်တော်လည်းခုနပြောတဲ့ငင်းငယ်ကြီးအပိုင်းပေါ့ကျွန်တော်ပါသွားတော့ဘလို့ပဲပြောပြောငင်းငယ်ကြီးဆိုတော့ကျွန်တော်တို့ရဲ့အခြေခံလို့ဖြစ်နေတာ哦ဒေါက်တာလည်းလက်ရှိမှာလည်းကျွန်တော်တိုင်းပြည်ကဝင်နေစရာကောင်းလောက်အောင်ပဲလက်နက်ကင်ပြိပခါနေရာအနှံ့နီးပါးလောက်ဖြစ်ပြီးတော့ဟိုအရင်ရတဲ့စာရင်တော့တော်တော်လေးငြိမ်သက်လာပြီမဲ့ဖြည့်ရှင်းရမယ့်ပြဿနာတွေအများကြီးတော့ကြံနေသေးတယ်ပေါ့နော်အဲ့တော့ငင်းငယ်ကြီးနဲ့ပတ်သက်လို့ကောရေရှည်မှာပေါ့ဘလောက်ထိအဆင်ပြေပြေတိုးတက်မှုရှိအောင်လုပ်တင်တယ်လဲပေါ့ဒါလေးလည်းဒေါက်တာရဲ့အမြင်လေးသိချင်ပါတယ်ခင်ဗျာ ။ဟိုအဲ့ဒီဥစ္စာလေးဟိုကျွန်တော်တို့လေးစဉ်းစားထားတာရှိပါတယ်အရေးကြီးပါတယ်။အဲ့တော့ကျွန်တော်တို့အခု80နေပါလောက်ရှိပြီ။ကျွန်တော်တို့နိုင်ငံဟာကဘာမာတောင်မှပြည်တွင်းစစ်နော်အစိုးကျတန်တရာအရှိဆုံးနော်ဗိုလ်ဆွေးနိုင်ပါတယ်။အဒီအစိုးကျတန်တရာတွေကယုံထွက်တဲ့ကာလကိုကြိုဖြတ်ပြီးပြီလို့ကျွန်တော်ထင်ပါတယ်။အဲ့ဒါကြောင့်လာမယ့်9နှစ်ဒီအလွန်တရာအရေးကြီးပါတယ်။အဲ့တော့ဘာကြောင့်လက်နက်ကင် ပြိပက္ခဖြစ်ရတယ်လဲဆိုတော့အကြောင်းရင်းကိုကျွန်တော်တို့အားလုံးနှုတ်ကနာကို့ အတွက်သူ့အတွက်မချမ်းပေးနဲ့နော်ကျွန်တော်တို့ဒီဥစ္စာကြီးကလိုအပ်ချက်တစ်ခုဖြစ် တန်တိထံရှာထားဖို့လိုပါတယ်ဘယ်ပေါင်းစုံကလူပဲအဲ့တော့ဘာကြောင့်လက်နက်ကန်ပြိပကဖြစ်ရတဲ့အကြောင်းရင်းအဲ့ဒီအကြောင်းရင်းကိုကျွန်တော်တို့ဖြေရှင်းဖို့လိုပါတယ်ကျွန်တော်တို့ညာမိန်တလောက်အဲ့ဒီအကြောင်းရင်းဒီအခြေခံဥပဒေဆိုင်ရာပြဿနာလို့ကျွန်တော်ကတော့သုံးသပ်ပါတယ်အဲ့တော့ကြောင့်ဖွစည်းပုံအခြေခံဥပဒေဆိုင်ရာပြဿနာအနေနဲ့လက်နက်ကန်ပြိပကကိုသုံးသပ်မိရင်ခုနကကျွန်တော်တို့ဥတီတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ် ြည်တော်စုတည်ဆောက်မယ်ဆိုရဲမူတကယ်တမ်းကျွန်တော်တို့ကရုပ်ောက်ပွေမေးဆွေစည်းရုံးတဲ့ကာလလေးတွေမှာတော့ကျွန်တော်တို့သုံးသက်တာရှိပါတယ်တချို့စကလုံးလေးတွေကအခြေခံဥပဒေနဲ့မငြိမ်လို့ပြင်ခဲ့ရတာတော့ရှိပါတယ်ဒါမဲ့ဒါကတော့ကျွန်တော်တို့နော်လက်ရှိဒါမဲ့လာမယ့်ကာလ၅နှစ်မှာကြာရင်နော်အခြေခံမူအားဖြင့်ကျွန်တော်တို့ရေးရေးတောက်တောက်တန်တိတန်ရှပြီးမှကျွန်တော်တို့သွားလို့တဲ့နိုင်ငံတော်တစ်တစ်ခုရဲ့လမ်းကြောင်းကိုငြိမ်းချမ်းမှုနဲ့အတူရှိတတ်ဖို့လိုတယ်လို့ကျွန်တော်မြင်ပါတယ် ဲ့တော့အကြောင်းရင်းကိုအဖြေမှန်ရအောင်ကျွန်တော်တို့ပြန်သုံးသပ်ဖို့လိုပါတယ်အဲ့ဒီအကြောင်းရင်းပုံမူတည်ပြီးမှဖွဲ့စည်းပုံအခြေခံဥပဒေအရပေးတင်ပေးထိုက်တဲ့ကိုပိုင်အုပ်ချုပ်ကိုပိုင်ပြဋ္ဌာန်းပိုင်ခွင့်ကိုပြန်လည်ပေးဖို့လိုပါတယ်အဲ့ဒီဘာကုဏအတင်ရှာရကိုဖက်သူဖက်ရှိနိုင်ပါတယ်တိုးတိုးကိုဖက်သူဖက်ထက်ဘုံဖို့လေပြည်သူလူထုရဲ့လိုလားတဲ့ငြိမ်းချမ်းမှုကိုမရရငါတို့ဒီလာမယ့်ငါးနှစ်မှာအရယူနိုင်ခင်းမှသာလျှင် လာမယ့်မျိုးဆက်တွေအတွက်တာဝန်ကျေမယ်ဆိုရက်ဥစ္စာနဲ့ဘက်ပေါင်းစုံကတုံ့တက်တင်ပါတယ်အဲ့တော့ကြောင်းလာမယ့်ငင်းချမ်းရင်းမှာမတူတဲ့အတွင်နဲ့ချိန်ကပ်ဖို့လိုပါတယ်အဲ့ဒီမှာခုနကျွန်တော်တင်ပြခဲ့ပြုတာရှိပါတယ်လူကြီးတို့ကျွန်တော်တို့လက်ရှိတစ်ဆုံနေတယ်တပတ်နဲ့တစ်ဖက်တွဲဆုံဆွေးနွေးဖို့အတွက်ယုံကြည်မှုလိုအပ်တယ်အဲ့ဒီယုံကြည်မှုကိုတိဆောက်ဖို့ရ negotiation လုပ်နိုင်တဲ့တိန့်တစ်ခုလုပ်ပေးပါအကျိုးတို့ဆောင်ခိုးဘက်ကလည်းနားလိမ့်မယ်ဒီဘက်ကလည်းလက်ခံမယ်အဲ့ဒီလိုတဖွဲ့တီလုံးမြန်သွားနေဖို့လိုတယ်ဥမာလက်နက်ကင် ွေစည်းကိုသွားမယ်သူဒီလက်နက်ကင်ဖွေစည်းခေါင်းဆောင်အများကြီးယုံကြည်မှုကိုရရမယ်အဲ့ဒါလိုပဲတက်မလို့ဖက်ကိုချင်းကမယ်တက်မလို့ဖက်ကလည်းခုနကယုံကြည်မှုရသူ့ကိုလက်ခံရမယ်အဲ့ဒီနှစ်ခုကြားမှာပြည်သူလူထုတရက်လုံးအတွက်အခြေခံဥပဒေအရပေးအပ်တဲ့နဲ့ငြိမ်းချမ်းမှုဖြစ်စဉ်ပြန်တည်ဆောက်အောင်လာမယ့်၅နှစ်မှာရေးကြည့်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီခုနပြည်သူကိုပြောချင်တာကလာမယ့်၅နှစ်တာကာလဒီမြန်မာနိုင်ငံရဲ့အနာဂတ်တစ်အတွက်ငြိမ်းချမ်းမှုမရအရယူရမှာဖြစ်မယ်အဲ့ဒီအတွက်ပေးတင်တာကိုပေးရမယ် အဲ့ဒီလိုပေးဖို့တန်တိထန်သည်တတ်မလို့ကလည်းချပြီးသားဖြစ်ရမယ်လက်နက်ကင်ဖွဲ့စည်းတိုင်းကလည်းချပြီးသားဖြစ်ရမယ်ပြည်သူသည်ပို့ပြီးအရေးကြီးတယ်ဒီလိုခွင့်ရမျိုးဒီလိုရလမျိုးရအောင်ယူမယ်ရွက်ောက်ပွဲအလွန်အခင်းကျင်းကိုသဘောပေါက်ဖို့လိုတယ်ဒါကြောင့်ငင်းချမ်းမှုသည်လာမယ့်ကျွန်တော်တို့ပြန်လဲထူထောင်ရေးလူမှုဘဝစီဘဝအကုန်ပြန်လဲထူထောင်ရေးအတွက်အရေးကြီးဆုံးသည်ငင်းချမ်းမှုအခြေခံလိုအပ်ချက်ဖြစ်တယ်အဲ့ဒါကိုအခြေခံဥပဒေရပေးနိုင်ရမယ်အဲ့ဒါကြောင့်အခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ဘက်ကိုကျွန်တော်ဥတီတာဖြစ်ပါတယ် အဖြေအတွက်ကျေးဇူးပါအဲ့တော့ဒီမှာလဲကျွန်တော်တို့ကဒါတော့ညီငယ်ကြီးနဲ့ပတ်သက်လို့ဒေါက်တာရဲ့အမြင်ပေါ့လေအဲ့တော့ညီငယ်ကြီးတစ်ပိုင်းကျွန်တော်တို့လည်းလုံးဝမှာဖြစ်တယ်လို့ပြန်လဲထူထောင်ကြီးကာလာရောက်တဲ့အချိန်မှာကျွန်တော်တို့စီးပွားရေးပဲလည်းနည်းနည်းလေးပြန်ပြီးတော့မျက်နှာမူရတော့မှာပေါ့လေအခုလူမှုစီးပွားအခြေခံလိုအပ်ချက်တွေနောက်ကျန်တဲ့တခြားသောအထူးတွေလိုအပ်ချက်တွေအများကြီးရှိတဲ့အခါမှာကျတော့အကယ်၍မြန်မာပြန်လဲထူထောင်ကြီးကာလာရောက်လာရင်စီးပွားရေးအရကျွန်တော်တို့ကပြန်လဲထူထောင်ဖို့လိုအပ်လာပြီပေါ့လေစီးပွားရေးမြင့်တင်ဖို့ဘာလို့လုပ်တဲ့အချိန်မှာဘယ်ကဏ္ဍတွေကတော့အဓိကကြကြလှုပ်တင်လဲ ဲ့ဒါလေးဒေါက်တာအမြင်လေးသိချင်ပါတယ်ခင်ဗျာအဲ့တော့ပထမတစ်ချက်ကမြန်မာနိုင်ငံရဲ့ပထဝီနိုင်ငံရေးပထဝီစီးပွားရေးတည်ရှိမှုအနေအထားပေါ်မှာသုံးသပ်ရမယ်အဲ့တော့မြန်မာနိုင်ငံဒီတောင်အာရှနဲ့ရှစ်တောင်အာရှဂျာမာတကယ့်ချုပ်ပွိုင်းမှာရှိတယ်လို့သုံးသပ်ကြပါတယ်အဲ့ဒါလိုပဲ CMEC ရှိမယ်เนาะဒါဘင်္ဂလားဒေ့ရှ်မြန်မာเนาะဒါ China Economic Corridor ရှိမယ်အိန္ဒိယရှိမယ်အိန္ဒိယရဲ့เนาะကျွန်တော် ASEAN ထွက်ပေါက်လည်းဖြစ်တယ်ဒီဥစ္စာကိုကျွန်တော်တို့သုံးသပ်ရမှာပေါ့ ဲ့တော့ခုနကပြောတဲ့စီးပွားရေးစင်ကြံလမ်းများရဲ့ဆုံချက်ကိုကျွန်တော်တို့အကျိုးရှိရှိပထမတစ်ချက်သုံးသပ်ဖို့လိုမယ်ဒုတိယတစ်ချက်ကကျွန်တော်တို့နိုင်ငံဘာထွက်တယ်လဲဘာကိုအခြေခံပြီးမှစီးပွားလူမှုဘဝကိုမြင့်တင်ရမှာလဲအဓိကတော့ကျွန်တော်တို့မှာမြေတွေရေတွေပေါ်တယ်နော်ဒါတွေကိုကျွန်တော်အခြေခံပြီးမှတစ်ဆင့်မြင့်အောင်လုပ်နိုင်ပါလားစေပြိုးရေးမွေးမြူရေးကဏ္ဍကိုနောက်တစ်ချက်ကတယံဇာတပို့တယ်တကယ် critical minerals တွေဘယ်လောက်ရှိသလဲအခုနမထုတ်ရသေးတဲ့စွန့်အင်တွေနောက်ခုနတော့ကျွန်တော်ဆွေးနွေးဖူးပါတယ်ဘယ်လောက်ရှိသလဲ ဒါပင်လယ်ပြင်ကြီးထဲမှာကျွန်တော်တို့ကြားတာတွေရှိပါတယ်။နော်တချို့လုတ်ကွက်တွေနော်ဒါ offshore ဆိုရင်92 trillion လောက် gas တွေရှိတယ်။နော် oil လည်းရှိကြီးကြီးမားမားရှိတယ်။နော်အရှေ့လေပိုင်း central asia ထက်ကိုကြီးတဲ့ရေနံသက်ကြီးတွေဒီဘက်မှာရှိနေပြီးအိန္ဒိယဘက်ကလည်းတွေ့နေပြီး200 trillion လောက်ကိုတွေ့နေပြီလို့ကြားပါတယ်။နောက်မှလည်းပဲတကယ်နော်ဒါဒါ crude oil တွေတွေ့နေပြီလို့ကြားတယ်။ဒါတွေကိုကျွန်တော်တို့အသုံးမချသင့်ဘူးလား။တကယ် critical chemical ကျွန်တော်တို့ဒီဒီဘာခေါ်မလဲ elements တွေရှိတယ်။နော်ဒါ ဲ့ဒါတွေကိုကျွန်တော်တို့เนาะဒါထုတ်တင်သလားပို့အခု real earth တို့ဘာလို့ညာတို့အများကြီးပို့လေဆိုတော့ကျွန်တော်တို့ဘက်ကเนาะလုတ်တင်လုတ်ထိုက်တဲ့ဥစ္စာကိုလုတ်လို့ရအောင်နံပါတ်1ကတော့တည်ငြိမ်အေးချမ်းမှုပဲပထမတည်ငြိမ်အေးချမ်းမှုကိုယူလိုက်ပါအဲ့ဒီတည်ချမ်းမှုနဲ့အတူကျွန်တော်တို့ကမျိုးသားပြန်လဲရင်ကြားစီရင်နဲ့မျိုးသားငင်းချမ်းရဲ့ကိုပြန်ထူထောင်ကြမယ်ထူထောင်ပြီးတဲ့အခါမှာခုနကပြောတဲ့နိုင်ငံရဲ့တရှိမှုပထွေးစီပေါ်ရေးပထွေးနိုင်ငံရဲ့အာသာချက်ကိုအသုံးပြုပါအဲ့ဒီရလမ်းကြောင်းမှာရှိတဲ့အတ္တချက်နဲ့ကုံသွင်းမှုကိုလှုပ်လို့ရပြီးကိုယ့်ရဲ့ဒေတာကဒေသမားတွေ လေထဲမှာလှုပ်လို့ပြိုလာနိုင်အောင်သူတို့ရဲ့လေယာတော်လှန်ရေးလှုပ်ရတော့မယ် agricultural revolution လှုပ်ကိုလှုပ်ရတော့မယ်ခုနကကျွန်တော်တို့ပြောခဲ့တာရှိတယ်ဒီ mechanized farming ခုကျွန်တော်တို့စီမှာ farm ကိုယ်တိုင်ကပုံစံမကျသေးဘူးဒါတွေကိုလှုပ်နိုင်ဖို့ကတော့ပညာရှင်တွေလိုပါတယ်အဲ့တော့မွေးမြူရေးပညာရှင်စိတ်ပျော်ရေးပညာရှင်အများကြီးလိုတယ်ပြည်ပရောက်တဲ့လူတွေကိုဒီမှာ skill level ဖြစ်ဖြစ်ကျွမ်းကျင်တဲ့အခုသူတို့သုံးနေတာကောင်းပါတယ်အခုကျွန်တော်တို့တော့အမေရိကဟောပေါ့နော်ဒါစင်ကာပူမှာလို့ပေါ့ဗျာတက် ်ပိုလီတက်နစ်ပြန်ဖွင့်နေဆိုတာမျိုးခုနစီရန်မအောင်ပေမဲ့လို့လေလုပ်ငန်းခွင်နော်ဒါကျွန့်ကျင်တဲ့ပညာရည်တွေကိုသင်ပေးတာမျိုးဒါ level level လက်ကိုသူ့ရဲ့တကယ်လက်တွေ့နေပေဒီမှာပညာရည်ဆိုင်ရာကျွန့်ကျင်တဲ့ပညာရှင်တွေကိုကြည်လက်ကအစနော်ဒါလုံနိုင်အောင်လုပ်တဲ့အခုလက်ရှိလုပ်နေတဲ့လုပ်ငန်းလေးတွေကအမှန်အနာဂတ်အတွက်ကောင်းပါတယ်ဘယ်လိုကျွန်တော်ထင်တယ်အလားအလာကလာမယ့်9နှစ်နဲ့ပတ်သက်တဲ့အစိုးရရဲ့ policy လွှတ်တော်ရဲ့အနေထားငြိမ်းချမ်းမှုကိုလူလူတွေဘယ်လောက်လိုအပ်တယ်လဲ ဲ့ဒီအတွက်လက်ရှိအစိုးရကဘလောက်ပြင်ဆင်ထားသလဲလာမယ့်အစိုးရကလက်ရှိအစိုးရနဲ့ဘလို့ overlapping ရှိသလဲတဆင်ချင်းတဆင်ချင်းအစိုးရဆက်ဆက်ရဲ့နောက်ခုနလိုလုပ်ငန်းပုံမှာလက်ဆင့်ကမ်းမှုတွေအလွန်တရာရေးကြည့်တယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ထင်ပါတယ်လက်ရှိအနေထားအရာစပြိုးရေးမှုမျိုးကိုအခြေခံတဲ့လုပ်ငန်းတရက်တွေပေါ်လာနိုင်တယ်တိုင်းပြည်ရဲ့သားသမီးကောင်းတွေကိုပညာရေးအဖြစ်တော့ပြန်ပြီးတော့နော်တဆင့်ချင်းတဆင့်ချင်းမြင့်တင်မဲ့အစီအစဉ်ကောင်းတွေရှစ်ဆက်သွားဖို့အတွက်စွန့်အားတစ်ခုဖြစ်တယ် ဲ့ဒီလုပ်ငန်းလေးတွေကိုကျွန်တော်တို့ဆက်ပြီးတော့ carry ယူဖို့လိုအပ်မယ်လို့ထင်ပါတယ်တော်တော်လေးကိုပြည့်ပြည့်စုံစုံဖြေသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့တော့နောက်ဆုံးမေးခွန်းပါဒေါက်တာနောက်ဆုံးမေးခွန်းကတော့ကျွန်တော်တို့ဘယ်လိုပဲပြောပြောဒီရွက်ကွက်ဝေးဖြစ်စဉ်ကြီးဖြတ်တန်းပြီးတဲ့နောက်မှာကျွန်တော်တို့ဒီပြည်နယ်တည်ဆောက်ရေးအမျိုးသားညီညာဆေးမျိုးစုံပေါ့နော်ဒီမိုကရေစီအမျိုးစုံသွားကြမယ်ဆိုတော့ကျွန်တော်တို့နိုင်ငံတော်အတွက်အနာဂတ်ဆိုင်ရာမျှော်မှန်းချက်ပေါ့အဲ့ဒါကိုဒေါက်တာရဲ့အမြင်လေးသိချင်ပါတယ်ခင်ဗျဟိုကျွန်တော်တို့ညီညွတ်ဖို့လိုတယ်အဲ့တော့အနာဂတ်နိုင်ငံတော်အတွက်ကိုမျှော်မှန်းဖို့လိုတယ်လက်ဆင့်ကမ်းပေးဖို့လိုတယ် ဘာလို့မျိုးဆက်သစ်တွေအတွက်ဒါအချိန်ကဟို80နီးပါးလောက်ပေးကြရတဲ့ပေးဆက်ကြရတဲ့ပြည်တွင်းเนาะအစိုးကျိုးလက်နက်ကင်ပြိပက္ခရုံထွက်ဖို့တော်ပြီအဲ့ဒါကြောင့်အမျိုးသားပြန်လဲရင်ကြားစီနေအမျိုးသားညီညွတ်ရည်တည်ကျွန်တော်တို့နိုင်ငံအတွက်ပထမဦးဆုံးအရေးတကြီးဆုံးလိုအပ်ချက်ဖြစ်တယ်အဲ့ဒီအတွက်အခြေခံလိုအပ်ချက်အားလုံးကိုကျွန်တော်တို့ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီးတော့အဖြေရနိုင်ရမယ်အဲ့ဒီအတွက်ကျွန်တော်တို့လက်နက်ကင်ပြိပက္ခမှာပါတဲ့တိုင်းသားကောင်းဆောင်တွေတပ်မတော်ကောင်းဆောင်တွေကျွန်တော်တို့ လူမှုနော်ပြည်သူတိုင်းရင်းသားနိုင်ငံသားအားလုံးရဲ့မျက်နှာကိုထောက်ချုပ်ပြီးမှပြန်လည်ရင်ကြားစေဖို့ညီညွတ်ဖို့လိုပြီးဆိုရာကိုအနာဂတ်မျိုးဆက်တွေအတွက်စဉ်းစားပေးဖို့ကျွန်တော်တို့ဘက်ကတော့မေတ္တာရခံလို့ရတယ်။ဘာလို့ဆိုရင်ကျွန်တော်တို့တစ်ချစ်စစ်ဆိုတဲ့ကာလကိုပေးဆက်ခဲ့ရပြီးပြီ။ဟိုကျွန်တော်တို့ဒီပင်လေဖတ်ဆပ်ပလခင်မှာမွေးတယ်ဗျ။နော်ဆိုရှယ်လစ်ခင်မှာကြီးလာတယ်။အခုလက်ရှိကာလမှာအသက်68ပြည့်ခဲ့ပြီ။အနာဂတ်တိတ်မကြံတော့ဘူး။ကျွန်တော်တို့မြင်ခဲ့ခြင်းလေ နော်လက်ကြံတက်တန်းလေး20 30ပို့ကြအများဆုံးဒိထေးမှာကျွန်တော်တို့တတ်နိုင်တလောက်ဒါကြောင့်ပြည်နယ်လွှတ်တွေကိုရွေးမှလားအမျိုးသားလွှတ်တွေကိုရွေးမှလားကျွန်တော်အမျိုးသားလွှတ်တွေကိုရွေးတယ်။ဘာကြောင့်ဆိုရင်ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မှဖြစ်မယ်။နော်တိုင်းရင်းသားဒေသတွေကတိုင်းရင်းသားခေါင်းဆောင်တွေအများကြီးရှိတယ်။ even ကျွန်တော်တို့ဒီပင်လျင်ဥတ္တရသေတဲ့ဘဝအဖြစ်ပြည်တော်စုပြန်လေတိဆောက်ရေးအမျိုးသားပြန်လေရင်ကြားစီရင်မှာပါမပဲအနာဂတ်သားသမီးတွေအတွက်အမွေခေါင်းကိုပေးခဲ့တဲ့နော်ခုနလိုတိုင်းရင်းသားတအူးအနေနဲ့ဟိုတည်လွန်ခြင်းတွေပို့ဗျာ။ ဲ့ဒါကြောင့်ပြည်တော်စုငြိမ်းချမ်းစေခြင်းနဲ့ပြည်တော်စုရဲ့နှစ်ချစ်စေအစိုးရတန်တရားကိုရက်စေးကြီးစေခြင်းနဲ့အဲ့ဒါလိုပဲတက်မလို့ကောင်းဆောင်တွေလက်နက်ကင်ဖွဲ့စည်းမှကိုအမျိုးသားအတွက်စူးစမ်းတိုက်ပွဲဝင်တဲ့ပုဂ္ဂိုလ်အားလုံးဒီပြန်လည်သုံးသပ်ပြီးမှသင်ဖုံးရှိဖို့လိုတယ်။နော်ယုံကြည်မှုရှိဖို့လိုတယ်။ပန်းနိုင်တစ်ခုထားပြီးမှပြည်တော်စုပြန်လည်တိဆောက်ရင်းပြန်လည်ထူထောင်ရွတ်တဲ့အရေးကြီးတဲ့ဒီခုနပြောတဲ့ငြိမ်းချမ်းရေးကိုစတင်ကြိုးပမ်းဆောင်ရွက်ကြဖို့မေတ္တာရခံလိုပါတယ်။ဒါကျွန်တော်ရင်နှွှဲစကားပါ။ဟုတ်ကဲ့ ဒီ season မှာအာဘာရီယာတော့အသေးစိတ်အားရောက်ဆွေးနွေးပြီးတဲ့ဒေါက်တာအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ရဲ့အစီအစဉ်ဆွေးနွေးမှုလေးကိုတော့ဒီမှာပဲညံ့အောင်ပြုပါခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာ thank you